ားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇာလဝေဒါညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့လောင်ကုန်ပိုင်းမှာဖြစ်ပေါ်လာမဲ့ Cyclone မုန်တိုင်းတဲ့အခြေအနေများနဲ့အဆိုပါမုန်တိုင်းအချိန်ကြောင့်မြန်မာပြည်အေးပူလာပြီးဖြတ်မိုးကွက်ကြားမှုရွာသွန်းမဲ့ဒေသများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်။ယခုတစ်ပတ်အတွင်းနိုဝင်ဘာလ22ရက်နေ့ဝင်းကျင်မှာဘင်္ဂလားပင်လယ်ဟောအတွင်းလေပြင်းနဲ့ရဝံဖြစ်လာနိုင်ပြီးနိုဝင်ဘာလ22ရက်နေ့နနက်6နာရီမှ48နာရီအတွင်းပုံမှုအားကောင်းလာနိုင်ပါတယ်။အရှိမျောက်လေစောင်းမုတ်တုံလေအားကောင်းနေခြင်းကြောင့်လေပြင်းနဲ့ရဝံဖြစ်လာပြီးလျှင်အနောက်ဘက်ကိုဥတီရွှေရှားနိုင်ကြောင်းခန့်မှန်းရပါတယ်။နိုဝင်ဘာလမကုန်ခင်ဒီဇင်ဘာလစမ်းပိုင်းရက်များအတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်မဲ့လေးဖျားနဲ့ရံဝဲမှုန်တိုင်းများဟာအိန္ဒိယနိုင်ငံဘတ်တူဥတီရွေးရှားနိုင်မှာဖြစ်ကြောင်းကြိုတင်ခံမှန်းချက်များမှာတွေ့ရတာကြောင့်ထပ်မံတင်ပြလိုက်ရပါတယ်ခင်ဗျာနောက်ထပ်လေးဖျားနဲ့ရံဝဲအခြေအနေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့မြန်မာစံတော်ချိန်9နာရီချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်12နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ22ရက်17လ2025ရက်နေ့မှာလေးဖျားနဲ့ရံဝဲတစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ခန့်မှန်းရပါတယ် ဆက်လက်ပြီးလေးပြားနဲ့ရဝန်အခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့မြန်မာစံတော်ချိန်6နာရီချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောတိရစ္ဆာန်ကနိုင်ငံကာယုတ်တမ်းမှာဖြစ်ပေါ်နေတဲ့လေးပြားနဲ့ရဝန်ဟာဆက်လက်တည်ရှိနေပါတယ်အဆိုပါလေးပြားနဲ့ရဝန်ဟာနောက်24နာရီအတွင်းအနောက်အနောက်မြောက်ဘက်သို့ဖြင်းကျင်းစွာရွေ့ရှားနိုင်မယ်လို့ခန့်မှန်းရပါတယ်ဆက်လက်ပြီးမိုးသက်ထန်စွာရွာသွန်းမှုကြောင့် မြင့်ရည်ကြီးသည့်ပေးချက်များနဲ့မြင့်ရည်ကြီးများကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာယနေ့20ရက်7လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာရဲရမြင့်ရည်အခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေဟာမနေ့ကညနေကနေ12နာရီအတွင်းနှစ်လမကန်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့30.2ဒီဂရီဆဲဆီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့18.5ဒီဂရီဆဲဆီယံတို့ပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြေဟာဆိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်940စင်တီမီတာ 32ပေနီနီခန့်အလိုမှာရောက်ရှိနေပါတယ်။မြင့်ရတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းမှဖြစ်ပါရယ်ခင်ဗျာ။ ARI မြင့်အထပ်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရန်ဖန်ရန်ခါ ARI မြင့်ဆုံအထပ်ပိုင်းမှာ နေရာကွက်၍မိုးရွာသွန်းခြင်းများဇက်တိုင်နှဲပါလာပြီးဖြစ်ပါရယ်ခင်ဗျာ။စကိုင်းတိုင်းဒေသကြီးအထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းဆုံးဒေတာများနဲ့ ARI မြစ်အထက်ပိုင်းမေခမလိခမြဝန်းဒေတာများမှာမိုးတိမ်တောင် ဖြစ်ထွန်းမှုအနည်းငယ်သာရှိနေပါတယ်။ အရာရီမီယိုတခြားနဲ့ချင်းတွင်းမီယိုတခြားမြကန်းနီမင်းနိတ်ဒေတာများနဲ့မင်းသူကျွန်းများမှာစိုက်ပျိုးလောက်ကိုင်းနေထိုင်ရတဲ့တောင်သူများနဲ့ရေလုံသားများအရာရီမြင်းကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆလဘီချင်းတွင်းမီယိုအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာခန်းနီမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တလမကထက်ကြသွားပါတယ်မောင်ရမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်နှစ်လမကထက်ကြသွားပါတယ်ခန်းနီဟုံးလင်းဖောင်းပြင်း မော်လိုက်တို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေဦးမှာဖြစ်ပါတယ်။ကလေးဝမင်းငင်ကန်နီနဲ့မောင်ရတို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေဦးမှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးအရာရီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဗမော်ရွှေကူကသာထေးကျိုက်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူညောင်းဦးပခုတ်ကူ6မွေးမူမကွေးအောင်လံပြည်စိတ်သာဟိဒရနဲ့ဇလုံမျိုးတို့ရဲ့မြေများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေဦးမှာဖြစ်ပါတယ်။ ARM မြေမြတ်တမှုကို24နာရီစောက်ကြည့်တင်ပြပေးနေပါရခင်ဗျာထူးခြားမှုရှိလာလျင် အချိန်နဲ့တပြေးညီတင်းပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာဆလဘီနိုဝင်ဘာလ20ရက်နေ့မုံတိုင်းခံမှန်းချက်နဲ့ဒေတာရင်းမိုးကြီးနိုင်မှုသတိပေးချက်များကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာယနေ့နိုဝင်ဘာလ20ရက်နေ့နနက်9:00နာရီချိန်မှာရရှိတဲ့မုံတိုင်းခံမှန်းချက်များနဲ့ဒေတာရင်းမိုးလေဝသအခြေအနေများမှာအောက်ပါအတိုင်းတင်ပြအပ်ပါရယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်မုံတိုင်းခံမှန်းချက်ရခိုင်ခံမှန်းချက်များအတိုင်းမပြောင်းလဲပဲလေပြင်းရနဲ့ရံဝန်ဟာဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရနဲ့ရံဝန်ဟာပုံမှုအကောင်းလာနေပါတယ် ဆိုင်ကလုန်းမုန်တိုင်းအဆင့်နိုဝင်ဘာလ24ရက်နေ့မှာအဆိုပါစနစ်ဟာဆိုင်ကလုန်းမုန်တိုင်းဆင်ရအဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ရွေးရှားမှုလမ်းကြောင်းအတိုင်းမုန်တိုင်းဟာနိုဝင်ဘာလ26ရက်နေ့28ရက်အတွင်းမှာသီရိလင်္ကာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတမီနာဒုပြည်နယ်ကိုဖြတ်ကျော်ကာအာရိပြပင်လယ်အတွင်းသို့ဝင်ရောက်သွားမယ်လို့ခန့်မှန်းရပါတယ်။မြန်မာနိုင်ငံပေါ်တက်ရောက်မှုအခြေအနေကတော့မုန်တိုင်းရဲ့တက်ရောက်မှုတွေကြောင့်မြန်မာနိုင်ငံသို့အရှိလီပွေမိုးပါပါကျရောက်နိုင်ပါတယ်။ ိုးကြီးနိုင်တဲ့ဒေသများကတော့လေလံကြောင့်ပေါ်မှာတိုက်ရိုက်ကြရောက်နေတဲ့တနင်္လာရီတိုင်းဒေသကြီးမှာရှိတဲ့ဗုတ်ပြင်းနဲ့ကော့တောင်းဒေသများမှာမိုးကြီးခြင်းဖြစ်ပေါ်နိုင်ပါတယ်။ဒေသတွင်းမိုးကြီးမှုစံချိန်တင်နိုင်တဲ့အခြေအနေနဲ့ယနေ့မှစ၍အရှိမြောက်မုတ်တုံလျာအလွန်ကောင်းလာတာကြောင့်အောက်ပါဒေတာရင်းနိုင်ငံများမှာစံချိန်တွေမိုးကြီးခြင်းနဲ့ရေကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ BNN ကမ်းရိုးတန်းတစ်လျှောက်ထိုင်းပင်လယ်ကွေ့နဲ့အောက်ပိုင်းအီကွေတာတစ်လျှောက်မှာရှိတဲ့ဖိလစ်ပိုင်၊ဘရူနိုင်း၊မလေးရှား၊စင်ကာပူ၊အင်ဒိုနီးရှား၊သီရိလင်္ကာနဲ့ ိန္ဒိယတောင်ပိုင်းဒေသများမှာအထူးသတိပြုရန်ဗီယက်နမ်ကမ်းခြေမှာလာမယ့်နှစ်ပတ်အတွင်းခံမှန်းမိုးရေချိန်1182စင်တီမီတာထိရွာသွန်းနိုင်မယ်လို့ခန့်မှန်းရပါတယ်။တောင်အာရှနိုင်ငံများမှာမိုးကြီး၍ရေကြီးခြင်းများဖြစ်ပေါ်နိုင်တာကိုဒေသခံများအနေနဲ့သတိထားရန်လိုအပ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တင့်မှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာတိမ်အသင့်တင့်ဖြစ်ထွန်းပါမယ်။တနင်္လာနေ့တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာအနှံ့ပြားနေပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ ဒီကနေ့မနက်ထီခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးချင်းပြည်နယ်တို့မှာတိုင်ရင်သင့်တင်ဖြစ်ထွန်းပါမယ်။တင်းနေနိုင်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာအနှံ့ပြားနေပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာဆိတ်ဆိတ်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကချင်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရံရာနှုန်း80ဖြစ်ပါတယ်။ဒီကနေ့မိုးနဲ့ကြိမ်တိခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာတိုင်ရင်သင့်တင်ဖြစ်ထွန်းပါမယ်။တင်းနေနိုင်တိုင်းဒေသကြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာအနှံပြားနေပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဗီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြမိုးထချုံရွာပါမယ်ရွာရရာနှုံး80ဖြစ်ပါတယ်ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြမိုးထချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြမိုးထချုံရွာနိုင်ပါတယ် မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာတိန်သစ်တင်ဖြစ်ထွန်းပါမယ်။ဟ ோம் လင်းမြို့မှာတိန်သစ်တင်ဖြစ်ထွန်းပါမယ်။မုံရွာမြို့မှာတိန်သစ်တင်ဖြစ်ထွန်းပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။မြင်းကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ဖမ်းအမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ဟာခါမြို့မှာတိန်သစ်တင်ဖြစ်ထွန်းပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ စစ်တွေမြို့မှာဒိန်သိမ့်နဲ့ဖြစ်ထွန်းပါမယ်။လားရှုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။မိုးတိုင်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးတိုင်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိုင်တောင်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျုပ်ပြခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကျိုးရင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။မြမပေလေပြင်းမှာ င်းဝကျော်ပေါ်မုံတမခွေနဲ့မော်တန်နေနာကြီးကမ်းရန်တစ်ချောင်းနဲ့ကမ်းလုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြင်းဝကျော်ပေါ်မုံတမခွေမော်တန်နေနာကြီးကမ်းရန်တစ်ချောင်းနဲ့ကမ်းလုံပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလှိုင်းအစ်တဲ့ရှိပါမယ်။လှိုင်းအမြင့်မှာရခိုင်ကမ်းရန်တစ်ချောင်းနဲ့ကမ်းလုံပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ ညဖူချိန်များအနှဲငယ်လျော့နှဲလာနိုင်ပါတယ်။လေပြည်တော်နဲ့အနီးတော်အတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ချမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတွိုက်တွေမနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ချမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး60ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွိုက်တွေမနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ချမိုးထစ်ချုံရွာနိုင်ပါတယ်။ရွာရံရာနှုံး60ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မကွေးတိုင်းဒေသကြီးမှာနိုဝင်ဘာလ20ရက်နေ့မှာနိုဝင်ဘာလ25ရက်နေ့ထိမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ မကွေးတိုင်းဒေသကြီးအတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခံမှတ်ချက်များကတော့မကွေးတိုင်းဒေသကြီးအတွင်းမှာဒေသအားလုံးမှာနိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းမှာမိုးရွာသွန်းနိုင်တဲ့အခြေအနေရှိတော့မှာမဟုတ်ပါဘူးခင်ဗျာကံကောစောကြောက်ထုစေတုဒ္ဓရာထီလင်းစကုတောင်တွင်ကြီးနတ်မောက်စရိုင်မြို့နယ်ခရိုင်များမှာနိုဝင်ဘာလ20ရက်နေ့နောက်ပိုင်းမှာစပြီးညအပူချိန်များ20ဒီဂရီဆဲလ်ဆီယပ်အောက်သို့ကျဆင်းလာနိုင်ပါတယ်ခင်ဗျာအပူချိန်လေတိုင်တုံးလေထုဆူတိုင်းစားနဲ့လေထုညဉ့်ဉန်းမှုအခြေအနေများကတော့ယခုတစ်ပတ်အတွင်းမှာမကွေးတိုင်းဒေသကြီးရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့ 32ဒီဂရီဆဲလ်စီယက်ချောင်းမြုံနဲ့အနေနှောင်းညအပူချိန်ကတော့18ဒီဂရီဆဲလ်စီယက်ရှိနိုင်ပြီးနမ်မောက်ကန်ကောစောကြောက်ထုထင်းလင်းမြုံနယ်များမှာညအပူချိန်အနေနှောင်းအေးအေးဆုံးဖြစ်နိုင်ပါမယ်။ခန်းစားရမယ့်အပူချိန်ကတော့32ဒီဂရီဆဲလ်စီယက်ခန့်ရှိနိုင်ပါမယ်။မကွေးတိုင်းဒေသကြီးရဲ့မြို့နယ်ခရိုင်များရဲ့လေထုဆူတိုင်းစားကတော့80ရာခိုင်နှုန်းကရှိနိုင်ပါမယ်။မကွေးတိုင်းဒေသကြီးရဲ့ဖျက်မြလေထုညဉ့်ညမ်းမှုအညွှန်းကိန်းကတော့တမန်အားဖြင့်အနေရရှိနိုင်တဲ့ level မဟုတ်တော့လဲတက်ရှူလမ်းရောက်ဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက် တတိပြုံးသင့်တဲ့အခြေအနေဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။